ပြည်သူတွေကဗျာကျွန်တော်လေရင်ဝဲနေပြီးအိမ်ခေါင်ဘိုးဘွားတက်တက်ဝဲနေတာလိုင်းပြီးတဲ့အခါကျရင်လိုင်းလွင်တာမဟုတ်ရင်တော့မှကျွန်တော်တို့လူမှုကွန်ရက်စာမျက်နှာမှာတင်တာမျိုးတွေရှိတယ်လက်နက်ကြီးကျသွားတယ်အဲတို့နားလေးမှာပဲဆိုတဲ့ဟာမျိုးမှာဒီစစ်ရှုံးကောင်စီကကောင်တွေကတန်းတိနေရတာပေါ့နော်ဒီအကြောင်းတွေကိုတန်းတိနေရတဲ့အခါမှာဥပမာလက်နက်ကြီးကျသွားတယ်စေးုံနားလေးမှာပဲကျသွားတယ်ဆိုလို့ရှိရင်အဒါဆိုမထိသေးဘူးထိအောင်ပြစ်မဲ့ချိန်သားကိုက်ပြစ်တဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့ အဲဒီ line မိတဲ့ပြဿနာနဲ့ဒီ starling ပြဿနာနဲ့အစီရေးနေရတော်တော်ကင်တွေရတာရဲဘော်တွေတာဝန်ရှိတဲ့လူတွေပါအနေအရန်များပါတယ်ဒါကြောင့်တိန်းတာဖြစ်တယ်လို့ကျွန်တော်သိတဲ့အခါမှာအဲ့ဒီအခါမှာတရက်မှာကျွန်တော်တို့ရှိတဲ့လူ100လောက်စီကိုပြန်ယူလာပြီးတော့ဖုန်းတွေအကုန်သိမ်းသွားဘယ်လောက်တောင်သိမ်းလဲဆိုတော့ကျွန်တော်တို့နှစ်လကျော်သုံးလကကတော့မကအောင်နဲ့တူတယ် ဖုန်းနေခဏပေးသုံးထားတဲ့အခါမှာဒီကျွန်တော်တို့နားလေးမှာကျွန်တော်မမြင်နိုင်တဲ့အဲမှာပြဿနာဒလန်နေပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Starling ကြောင့်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကိုကိုတွေ့ကြုံတွေ့ခဲ့ရတဲ့လူရှင်တော်ကိုလေးမှပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာဒီ Starling ကိစ္စနဲ့ပတ်သက်ပြီးရှေ့မှာအညာမှာပါပဲအညာမှာရှိတဲ့ညီမတယောက်ကကျွန်တော်ကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဆက်သွယ်တယ်ကျွန်တော်တို့ ရဲဘော်ညီကူတွေကဒီ Starling ကိုလာပြီးတော့သူတို့အိမ်မှာရှိတဲ့ Starling ကိုလာရောက်ပြီးတော့တင်းသွားတယ်ပေါ့နော်တင်းသွားတယ်ဆိုတော့အခုတိုင်းကျော်တို့အနေနဲ့လူမှုကွန်ရက်စာမျက်နှာပဲဖြစ်ဖြစ်တခြားတစ်ခုခုပြောပြပါလားဆိုပြီးတော့အဲကျွန်တော်လာတောင်းဆိုတယ်အဲ့ဒီခါမှာကျွန်တော်ကစုံစမ်းလာပေါ့နော်တရင်တက်ဖွဲ့တွေလာရောက်သိမ်းသွားရဲဆိုတရင်တက်ဖွဲ့ကိုအနေငယ်စုံစမ်းကြည့်လိုက်တဲ့အခါမှာအကြောင်းရင်းအမှန်ကိုကျွန်တော်သိရတယ်အဲ လုံခြုံရေးပေါ့အဓိကတော့လုံခြုံရေးပါပဲလုံခြုံရေးအကြောင်းရင်းအမှန်ကိုသိရတဲ့အခါမှာအဲ့ညီမကိုကျွန်တော်ညီမကဒါဆိုဒါဆိုအခုစုံစမ်းကြည့်တယ်လုံခြုံရေးအရာအရန်ပေါ့နော်ဒီ line ရှိတဲ့အခါမှာတချို့ပြည်သူတွေရဗျာကျွန်တော်လေရင်ဝဲနေပြီးအိမ်ခေါင်ဘိုးပေါ်ကတက်တက်ဝဲနေတာ line ပြီးတဲ့အခါကျရင် line လွင်လာမဟုတ်ရင်တော့မှကျွန်တော်တို့လူမှုကွန်ရက်စာမျက်နှာမှာတင်တာမျိုးတွေရှိတယ်လက်နက်ကြီးကြားသွားတယ်တို့နားလေးမှာပဲဆိုတဲ့ဟာမျိုးမှာ ဒီစစ်ရှုံးកောင်စီအကောင်တွေကတန်းသိနေရတာဗောနော်ဒီအကြောင်းတွေတန်းသိနေရတဲ့အခါမှာဥပမာလက်နဲ့ကြီးကြသွားတယ်ဆေးရုံနားလေးမှာပဲကြသွားတယ်ဆိုလို့ရှိရင်အာဒါဆိုမထိသေးဘူးထိအောင်ပြစ်မဲ့ချိန်သားကိုက်ပြစ်တဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့အဲဒီ line မိတဲ့ပြဿနာနဲ့ဒီ starling ပြဿနာနဲ့အစ်ရေးနေရတော်တော်ကင်တွေရတာရဲဘော်တွေတာဝန်ရှိတဲ့လူတွေပါအနေအရန်များပါတယ်ဒါကြောင့်တိန်းတာဖြစ်တယ်လို့ကျွန်တော်သိတဲ့အခါမှာ ပြန်ဆက်တယ်ပြီးတော့သူ့ရှင်းပြတယ်ဆီရှင်းပြတယ်ပေါ့နော်နောက်ဘယ်လောက်မှမကြောက်ဘူးအဲ Starling ကိုလာပြီးတော့ပြန်ပေးသွားတယ်ဆိုတော့ဒီကိစ္စတစ်ခုကဒါဘယ်သူမှမသိဘူးကျွန်တော်လည်းတောင်းတောင်းပြောခဲ့တာပေါ့နော်ဒီဒီကကျွန်တော်တို့အချင်းချင်းပဲသိတယ်ပြည်လေသွားတယ်ဆိုတော့အဲကျွန်တော်တို့ပြည်သူကမွေးဖွားတဲ့ပြည်သူရင်းနေတဲ့နှလုံးသားတွေကတက်မတော်ဖြစ်တယ်ပြည်သူရဲ့သားသမီးတွေဖြစ်တယ် PDF ဆိုတာလေအဲပြည်သူပြည်သူရဲ့ ပြည်သူကြားထဲကမွေးလာတာပဲလေနော်အဲမအီပြည်သူရင်ဝင်တွေကအမေတွေရဲ့သားတွေသမီးတွေအဲဖြစ်တဲ့အတွက်ပြည်သူဥစ္စာပစ္စည်းကိုလွဲသွန်းစားမလုပ်ဘူးဆိုတာကျွန်တော်ယုံကြည်တယ်အခုဖြစ်တဲ့အဲနားလည်မှုလွဲတဲ့ရုပ်တံဖိုင်ကိုကြည့်ရတဲ့အခါမှာအဲကျွန်တော် Starling အတွေ့အကြုံနဲ့ပြောရရင်ကျွန်တော်တို့ကဟိုစုံမနိုင်မြေတွေလွမြောက်နိုင်မြေတွေမှာကျွန်တော်၃နှစ်နီးနီးတော့တဲ့မှာနေဘူးလားကရန်ယူမာရဲ့ ဂရိနီမာရယ် KIU မှာကျွန်တော်တို့တော်ရရောက်ခါစားမှာဘာမှမသိဘူးလေကျွန်တော်တို့ကဒီစည်ရီးတို့လုံကြုံရီးတို့ဘာမှမသိဘူးမသိတဲ့အခါမှာဆိုတော့တနက်လွယ်ပြီးတော့တပ်ဖုံရိုက်တာတို့ကျွန်တော်တို့ကျွန်တော်ဆိုလို့ရှိရင်လက်ပြပုံကင်ထားတဲ့ပုံဆိုလို့ရှိရင်အရန်အဲ့ဒီလူဦးတော်လေးအစမှာအရန်ဟော့ရယ်ပေါ့နော်အဲ့ဒီအခါမှာတရက်မှာကျွန်တော်တို့ရှိတဲ့လူ100လောက်စီဦးကဲကြီးကလာပြီးတော့ဖုန်းတွေအကုန်လုံးသိမ်းသွားတယ် ဘယ်တော့တောင်သိလဲဆိုတော့ကျွန်တော်တို့နှစ်လကျော်သုံးလကကတော့မကအောင်နဲ့တူတယ်ဆိုတော့အိမ်ထဲလည်းအဆက်အသွယ်မရအဲကျွန်တော်တို့လိုင်းပေါ်မှာချိတ်ဆက်ထားတဲ့ရဲဘော်ရဲဘက်တွေနေလည်းအဆက်အသွယ်မရအဲနောက်ဘာမှလည်းနှစ်လတွင်းတွင်းမှာလိုင်းလည်းမရှိအဖုန်းလည်းမသုံးပါဆိုတော့တော်တော်ကိုစိတ်ထဲမှာခံပြင်းတာပေါ့နော်ခံပြင်းတဲ့အခါမှာအာနာရှင်ကိုမကြိုက်လို့တော်လန့်နေတာ အာနာရှင်ဆန်တယ်ဆိုတော့စကားမျိုးတွေတို့ကျွန်တော်အများကြီးပြောပြောပြတာပေါ့နော်အဲ ။နောက်ကျွန်တော်တို့ဖုန်းနေပြန်ရတဲ့အချိန်နောက် line ကောင်းကောင်းသုံးရတဲ့အချိန်ရောက်တဲ့အခါကျမှအခုဒေါ်လာကြီးကာလမှာအခု၄နှစ်အတွင်းမှာဒေါ်လာကြီးနေပြည်တော်တဲ့အခါကျမှသိတယ်။အဲ့ဒီအချိန်ကဖုန်းနေခဏပေးသုံးထားတဲ့အခါမှာဒီကျွန်တော်တို့နားလေးမှာကျွန်တော်မမြင်နိုင်တဲ့အဲမှာပြဿနာဒလန်နေပါဒလန်နေဒလန်နေရှိတာပေါ့နော်ရှိတဲ့အခါမှာဘသူ့ဒလန် ဘယ်သူကတော့ဆုံးသွားလို့စည်ရေးတဲ့င်းတွေပေါက်ကြားလာဆိုတဲ့ဟာကိုမပြောဘဲနဲ့ကို့ပါလို့ကိုနီးကိုဟန်နဲ့ဒီကရိုင်းယူကခေါင်းဆောင်တွေကဖြင်းရှင်းပြီးတော့ကျွန်တော်တို့ဖုန်းတွေတင်ထားလိုက်လို့သာအဲ့တုန်းကကျွန်တော်တို့မှာအထိခိုက်အရှာလာနေတာအဲ့လိုဖုန်းတွေတင်ပြီးတော့မကြသေးတဲ့အချိန်မှာကျွန်တော်တို့နေတဲ့နေရာနဲ့နီနီလေးအဲတမိုင်ဘတ်ချာလေနမိုင်ဘတ်ချာလေလောက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ပြီးတော့အင်အား ခန့်မှန်80တရာလောက်နဲ့စက်ကြောင်းထိုးလာဆိုတော့ဒီဖုန်းလိုင်းမီတာရဲ့ဒီဖုန်းရဲ့ကပြဿနာအများကြီးရှိတယ်ဆိုတာကျွန်တော်ဒီတော်လိုင်း3လေးနှစ်နေတော့မှသိတာဆိုတော့တခြားတက်မှာတခုမှလည်းအဲ့လိုပဲဒီရဲဘော်နဲ့အတူတင်တန်းစင်းတင်တန်းတူတူတက်နေတဲ့အထဲမှာစစ်ကောင်စီကဘူအဆင့်လောက်ရှိတဲ့စစ်ကြောင်းမှုအဆင့်ဘူအဆင့်လောက်ရှိတဲ့တကောင်ပါလာတာပေါ့နော်ပါပြီးတော့အဲ့ကောင်ယူကြည်လုပ်မယ်ဆိုပြီးတော့ ရန်ကုန်ခဏပြန်သွားပြီးတော့စစ်ကြောင်းလိုက်ကြီးခွေးတွေကိုပြန်ခေါ်လာတာသူတင်တန်းတက်ခဲ့တဲ့နေရာသူကြက်စားခဲ့တဲ့ရဲဘော်တွေနဲ့အတူတူနေတဲ့နေရာမှာဒါမျိုးလောက်တာတွေကလိုင်းမိတဲ့အခက်အခဲရှိတဲ့အခါမှာအရန်ပြဿနာရှိတယ်ဒါကျွန်တော်ကိုတွေ့တယ်ပါကျွန်တော်လောက်ကြံလီစေပြီးပြောနေတာမဟုတ်ကျွန်တော်ကိုတွေ့တယ်ဖြစ်တယ်အဲအဲ့တော့ကျွန်တော်ဘုဘောက်ကိုပြန်သွားအောင်ပါအဲကျွန်တော်တို့ဂရီနီမာနေတဲ့အခါမှာလဲ အဲ့လိုပဲဒီကောင်ဒီကားဝက်ရှော့တွေဥမာဗျာကားဝက်ရှော့တွေရှိတယ်ပဲထားလိုက်ပါတော့တခုခုပေါ့နော်လူစုလူကြီးရှိတဲ့နေရာတွေမှာပြည်သူတွေကြီးပဲနော်ဒီ Starling ကိုအချိန်ပိုင်းသုံးရတဲ့နေရာတွေမှာလူစုလူကြီးရှိပြီဆိုတာနဲ့ဒီကောင်တွေကပြည်သူပြစ်မှတ်ထားပြီးတော့လေနဲ့လာကျဲတယ်အပြီးတော့မှဒါရဲဘော်တွေပဲဆိုတဲ့ဟာမျိုးလုတ်တဲ့အခါကျတော့စည်ရေးတခုခုပေါ်ဆောင်မယ်ဆိုလို့ရှိရင်ဒီ Starling ပြည်တနာ line ခက်ခဲရ line ရှိတဲ့အခါမှာသွားလို့ကျွန်တော်တို့ဒလန်နေတည်င်းပို့တာတော့ တိုက်ပွဲဖြစ်နေတဲ့အခြေအနေကိုချက်ချင်းတင်လာလို့အရန်စီရေးအတွက်အနေများပါတယ်ဒါကြောင့်အခုလေအကြောင်းတစ်ခုခုကြောင့်ကျွန်တော်တို့ရဲဘော်တွေဒီ Starling ကိုထိန်းသိမ်းထားတယ်လို့ထင်ပါတယ်။အပြန်ပြီးတော့လည်းပြည်သူနဲ့နဲ့ရေကန်ရပြီးနောက်ခမောက်တောင်ကုန်းကို AA နဲ့ပူပေါင်းတက်ဆက်လက်ထိုးစစ်ဆင်မကွေးတိုင်းငဖဲမြို့နယ်ရှိနဲ့ရေကန်ပြူဟာကုန်းကို အာရခတ်တတော်အေအေနှင့်မဟာမိတ်ပူပေါင်းတပ်များကတိမ့်ပတ်ရရှိပြီးနောက်ခမောက်တောင်ကုန်းကိုဆက်လက်ထိုးစစ်ဆင်နေကြောင်းသိရသည်။အောက်တိုဘာ14ရက်ကနက်ရီကံပြူဟာကုန်းကိုရရှိခဲ့ခြင်းဖြစ်ပြီးရင်းပြူဟာကုန်းနှင့်၃မိုင်ကျော်အကွာအန်ပဒန်လန်ဘေး၌တည်ရှိသည့်ခမောက်တောင်ကုန်း၌ယနေ့အောက်တိုဘာ15ရက်မိုးလွယ်ပိုင်းထိတိုက်ပွဲဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရသည်။ ခမောက်တောင်ကနဲ့ရေကံပင်မကုံပြီးရင်ပဒန်းဘက်ကိုဆက်စင်းတဲ့လမ်းပိုင်းရဲ့ဖြူဟာကျတဲ့ကုန်းပါခမောက်တောင်ကိုအပြီးတက်ရပြီးမှပဲနဲ့ရေကံပင်မကုံကစိတ်ချရမှာဟုငဖဲမျိုးနယ်ရှိစည်ရည်တည်ရင်မြစ်ကမဖကိုပြောသည်ခမောက်တောင်ကုန်းတွင်စစ်သားအင်အားတရာ90မှ200ခန့်အထိရှိနိုင်ကြောင်းကင်းကပြောသည်နဲ့ရေကံမကြခင်ကတော့နဲ့ရေကံကိုခမောက်တောင်ကနေလက်နက်ကြီးပစ်ကူပေးရတာရန်သူဘက်ကတောက်လျှောက်စစ်ကူပို့ပေးနေတယ် ဆယ်နှစ်နဲ့လည်းပြစ်ကူပေးနေတဲ့ခုထိတိုက်ပွဲဖြစ်နေသေးပါဟုကင်းကယနေ့မိုးလဲ3နာရီခွဲတွင်ပြောသည့်နက်ရီကံပြူဟာကုန်းကြပြီးနောက်စစ်သားများလည်းကစင်ကလျားထွက်ပြေးနေကြကြောင်းသိရသည်နက်ရီကံပြူဟာကုန်းကို2025ခုဖေဖော်ဝါရီလမှစ၍ AA နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်နက်ရီကံပြူဟာကုန်းကိုတိမ့်ပိုက်နိုင်သည့်အခြေအနေနှင့်ဆက်လင်း၍အာရခတတော် AA ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ